ကင်စရင်နဲ့ပြည်လဲထူထောင်ရေးလှုပ်ဖို့ဆိုပြီးစစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိယာယီအပြစ်ရက်မယ်လို့ပြောထားပါဗျ။မြေပြင်မှာတိုက်ပွဲတွေကတကယ်ရက်သွားကြပါပြီလား။ငလိကင်စရင်တွေရောဘယ်လိုရှိနေပါသလဲ။တရင်တော့စိုးတူအောင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်ရှင်။ဟုတ်ကဲ့ပါ။စစ်တပ်ကအပြစ်ရက်တယ်ဆိုပြီးတော့မနေ့ကထုတ်ပြန်ပါဗျ။ဒါပေမဲ့တိုက်ပွဲဆက်ဖြစ်နေရလို့လည်းသိရပါဗျ။ကိုစိုးတူအောင်ရောဗာမြန်ကြားထားပါသလဲရှင်။အာဟုတ်ကဲ့ပါ။ မက်လာ28ကနေပြီးတော့ဧပြီ3ရက်နေ့ညနေ9နာရီအထိဆိုရင်တော့ကျွန်တော်တို့ DVB ကပြည်စုထားတဲ့စီးရင်နေမှာဒီစစ်ကောင်စီကတိုက်ခိုက်မှု68ကြိမ်လုပ်ခဲ့ပြီးတော့တေဆုံးသူက58ယောက်နဲ့ဒဏ်ရာရသူ64ယောက်ရှိခဲ့ပါတယ်။အပြည့်ရပြီးဒီနောက်တစ်ရက်ဖြစ်တဲ့ဒီကနေ့ဧပြီ3ရက်နေ့တရက်သေးစီးရင်ကိုပြောရမယ်ဆိုရင်တော့လေချောင်းတိုက်ခိုက်မှုက4ကြိမ်ဆက်သက်လေဒီတိုက်ခိုက်မှုက2ကြိမ်နဲ့လက်နက်ကြီးပစ်ခတ်မှု4ကြိမ်ဆိုတော့အလုံးပေါင်းလိုက်မယ်ဆိုရင်10ကြိမ်ရှိခဲ့ပါတယ်။ ပြီးတော့ဒီစင်းကအခုညနေ9:00နာရီအထိပဲဖြစ်ပါတယ်။ပြီးတော့ဒီကနေ့တိုက်ခိုက်မှုကြောင့်ထိခိုက်ရတဲ့ပြည်သူစင်းကိုတော့မသိရသေးပါဘူး။အဲတိုက်ခိုက်တဲ့နေရာတွေကတော့ဝိုင်းမော်တပိတ်ချင်းတောင်သာကလေးကဏီအပါဝင်စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအကိုနောက်ပြီးတော့ဒီကချင်မှာလည်းမြေပြင်တိုက်ပွဲတွေဖြစ်နေရဆိုပြီးတော့มาကြားရပါတယ်။ဒီအပြစ်ရက်မယ်လို့ပြောထားကြတော့အခုအခြေအနေဘယ်လိုကြားထားလဲရှင်။အဟုတ်ပါတယ်ဗျ။ ် KIO KIA သတင်းပြန်ကြားရေးဗိုလ်မှူးကြီးနော်ဘူးကိုကျွန်တော်တို့အခု live မှာစခင်မှာပဲဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။အဆင်ပြေရင်တော့အဲ့ဒီ file လေးကိုဖွင့်ပြပေးစေချင်ပါတယ်ခင်ဗျာ။ဒီဘက်မှာအဲရတတ်တာမရှိဘူးလို့ပြောလို့ဖြစ်နေရ။အဲမနေ့ဆိုကြီးတော့နိုင်ပေါ်တယ်။မလဲဟို။ဆိုရင်တော့ချိန်ဆက်ပါ။ဒီတော့ကတ်မှုတွေရှိတယ်။ 那我们那边啊，人家弄，那我们这边毛利呢，肯定不错，也挺大规模的，现在。那我们毛利呢，明年今年嘛，那明年那出路嘛，呃，都是毛利区吧，大概到，我也是吧，到，到我们这边，这路是不都偏偏这？ တော်ဒီမှာသူမနိုင်နာတဲ့တော်လုံးဖြစ်ပါလေလို့ကျွန်တော်ကတော့အဲ့လိုမြင်ပါတယ်နော်ခုနတော့မိသားစုပေါ်တဲ့သူတို့ပုစစ်ချီလာလို့အဲအဲအင်တာနက်ဆိုင်ပါလိမ့်အာဟုတ်ကဲ့ဆက်သွယ်ရေးလိုင်းတွေမကောင်းတာကိုသီးခံပေးပါခင်ဗျာကချင်ဘက်မှာတော့နှစ်ဖက်လုံးကအပြည့်ရတယ်လို့ပြောထားပေမဲ့စစ်တပ်ကဒီကနေ့မှပဲဝိုင်းဘော်ကိုထိုးစစ်ဆင်နေတယ်လို့ပြောထားတာပါဝိုင်းဘော်ဝါရှောင်းလမ်းဘော်ကလမ်းမြန်ကြီးွာနားတဝိုက်မှာတိုက်ပွဲဖြစ်နေတာပါ ဘမောကိုလည်းမင်းညားကတညလုံးဒီပါဘုံကျဲခဲ့တယ်လို့ပြောပါတယ်ပြီးတော့ဒီမနက်မှာပဲအင်းတော်ကလည်းဘုံကျဲနေတယ်လို့သိထားရပါတယ်ဒါပေမဲ့အဲငလင်ကယ်ဆယ်ရေးပစ္စည်းတွေကိုတော့ဒီလေချောင်းကိုတုံးပြီးတော့ခြာပေးတာမျိုးတော့တင်းထဏာတွေမှာတတ်တာအခုထိမတွေ့ရသေးပါဘူးခင်ဗျာဟုတ်ကဲ့ပါကိုနောက်တစ်ခုကဒီငလင်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဗာသတင်းတွေကြားထားသေးလဲရှင်ဟုတ်ကဲ့ငလင်နဲ့ပတ်သက်ရင်တော့သခိုင်းမှာတမျိုးလုံးရေပြတ်တာကြောင့်မြို့ကန်တွေက ARD မြေကြီးကိုပဲဓာတ်ရိုက်တုံးနေရပါတယ် ပြီးတော့အခုချိန်အထိလည်းရေရှည်အတွက်တောက်သုံးရည်တွေရှားပါလိုအပ်နေတုန်းလို့ပြောပါတယ်အလူရှင်တွေကတော့လာနေကြပါတယ်ဒါပေမဲ့တစ်မျိုးလုံးအနက်မရောက်တာကြောင့်ဒီတောက်ရည်သုံးရည်တွေမလုံလောက်ဖြစ်တာပါဂျွာရီဘက်မှာဆိုရင်လည်းလိုအပ်ချက်တွေအခုချိန်ထိရှိနေပါတယ်ပြီးတော့ဝမ်းနဲ့ဆိုင်တဲ့ယောဂတွေဖြစ်လာမှာကိုလည်းဆရာဝန်တွေကစိုးရိမ်နေကြပါတယ်အဲပြီးတော့တရဦးဘက်မှာဆိုလို့ရှိရင်လည်း ဗဘဲတန်ဗိတ်တန်ဈေးချိုကြီးရောအုပ်စုတွေဘက်ကိုကယ်ဆယ်ရေးတွေဝင်ပေးဖို့ဆိုပြီးဒေသခံတွေက အကူအညီတောင်းနေပါတယ်ပြီးတော့ငလင်းလုတ်ပြီးတာ6ရက်ကျော်9ရက်ဒီနေ့အချိန်ထိကိုနိုင်ငံတကာအဖွဲ့တွေကဝင်ရောက်ကူညီနေတာတောင်မှအခုချိန်ထိတချို့နေရာတွေမှာကယ်ဆယ်ရေးတွေကမနိုင်မနှင်းဖြစ်နေတုံးလို့သိရပါတယ်တစ်ဖက်မှာလည်းနိုင်ငံတကာအကူအညီတွေကလည်းနီလန်အမျိုးမျိုးနဲ့အခုထိဆက်ပြီးတော့ဝင်နေပါတယ်ဒါကတော့အခုညနေအထိသိရသလောက်ပါခင်ဗျာ ဟုတ်ကဲ့ပါအခုလိုမျိုးပြပြစုံဖြေကြားပေးတဲ့ကိုစိုးတူအောင်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒါတော့ TVB သတင်းတောက်ကိုစိုးတူအောင်ကိုငလင်နဲ့ပတ်သက်တဲ့နောက်ဆုံးရအခြေအနေတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုအကြောင်းကိုတိုက်ရိုက်မေးမြန်းသွားတာဖြစ်ပါတယ်။